အားလုံးပဲမင်္ဂလာပါရှင်အကားဆုံး official youtube channel ကနေပရိသတ်များအလုံးကိုပြန်နေပြီးရောက်ချူဆိုပါရနော်ကျမတို့ရဲ့ channel ကနေလက်တလုံးမှဆိုရင်တော့ပရိသတ်တွေစိုက်နေတတ်ကြတဲ့ဘဲတန်ဘခန့်ဇလန်တွေကိုထုတ်လွှင့်ပေးနေရပဲဖြစ်ပါတယ်ဒီကနေ့ကျမတို့ပရိသတ်တွေနားဆင်ရမှာကတော့ဘဲတန်ဘခန့်နဲ့အောင်ရွှေနဲ့အောင်ဖေစာစဉ်ဆက်ခွန်ပေးဖြစ်ပါတယ်ဒီဇလန်ကြောင်းရလေးနောက်ဆက်ကမှာတော့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးလောက်တော့ပြပြီးတော့ဘေးနားမြင်ရတဲ့ notification ကိုလေး တစ်ချက်လောက်ဖွင့်ပြီးအားပေးကြပါအောင်ရှင်။ရထားကြီးဟာတကြိမ်ကြိမ်နဲ့ခုံမောင်းရင်မကြမီအင်းစိန်ဖိုးတော်ကိုရှောင်းလာတယ်။လူစိုးရင်းပါတဲ့ကအရှိရာဥဆောက်ပြီးရထားပေါ်ကဆဲသွားတယ်။ဘာခက်ကတော့မနှင်းစီကို ပခုံးကနေတွဲပြီးလိုက်ပါလာခဲ့တယ်။အင်းစိန်ဖိုးတော်ရှုံးမှတော့ပလိအချို့ကိုတွေ့ရတော့လေသူတို့သတိထားမိပုံတော့မရဘူး။ကျုပ်တို့ဘယ်သွားမှလဲ။ဘာခက်ကမေးတဲ့အခါဘာတဲ့ကပေါတော့ရက်ွက်မှာ အောင်ရွှေနဲ့အောက်ဖေးဆိုတွေလူနှစ်ယောက်ရှိရင်တရကမန်နေစီကတအံ့တအောနဲ့တင်းကျန်သုံးခုကြောင့်ကအောင်ရွှေနဲ့အောက်ဖေးကိုပြောတာလားဘာတန်းရကောင်းရင်နေရှေ့ရသူတို့နဲ့တီကျွမ်းလို့လားကျုပ်ကလူစိုးထိတ်မဲ့ဗျာဟောဒီရန်ကုန်တက်မြို့လုံးမှာရှိတဲ့လူစိုးလူမိုက်တွေအကြောင်းကိုကျုပ်အကုန်သိပါရင်ဒါပေမဲ့သူတို့နဲ့တော့လူချင်းမတွေ့ဘူးသေးဘူးဒီရက်ခါဖားခက်ကကျုပ်တို့ကိုဘယ်သူဘယ်ဝမှမသိပဲနဲ့အဲ့ဒီအောင်ရွှေနဲ့အောက်ဖေးက တိုက်ခိုက်ရင်ဘယ်နဲ့လုံးမှာလဲဒါတော့မဖူပါနဲ့ရှင်ကိုအောင်ရွှေနဲ့ကိုအောင်ဖေးကဆရာဆက်ရဲ့လူတွေပါပဲကျမသူတို့နဲ့တခါတွေ့ဖို့တယ်ကျမကိုမြင်ရင်သူတို့မှတ်မိမှာပါတရကပလိတ်ကားတစ်စီးဟာထိုးရက်လာပြီးပလိတ်တွေဟာဘူရာရောအတွင်းကိုပြေးဝင်သွားကြတယ်ဘာခတ်တို့တောင်းရောက်ဟာဘူရာတွင်းကနေမထွက်ရသေးဘူးဒါကြောင့်ထိုးပလိတ်တွေလှုပ်ရှားနေအောင်ကိုပလက်ဖောင်းပေါ်ကနေစောက်ကြည့်တယ်သူတို့တရင်တစ်ခုကိုရှားပြီလို့ထင်တယ် ဒါကြောင့်ဘူရာတွေကိုဝင်းရှာပုံရတယ်။ကျုပ်တို့တဲ့မဲ့ဖြစ်မှာပေါ့။ကျုပ်အပ်ထင်မြို့ရဲကနေခြေနဲ့ရိုင်းလိုက်ပြီလို့ထင်နေ။ကျုပ်တို့လမ်းမကြီးအတိုင်းတော့တော်လို့မဖြစ်ဘူး။ကျုပ်တို့ရဲ့ပုံစံတွေကိုဒီကောင်နေတဲ့ရထားမှာပဲ။မနင်းစီကဘူရာတန်လန်းတက်ဖက်တချမ်းရှိအဲ့ရဆုံလေးတွေကိုလက်ညှိုးထိုးကြတယ်။အဲ့ဒီအိမ်စုကလေးတွေကနေဖြတ်သွားရင်ပိန်းနေကုန်လို့ခေါ်နေရွာကလေးရှိရင်အဲ့ဒီထဲမှာကောင်အောင်ရွှေနဲ့အဆက်အသွယ်တွေရှိရင် ်ပါသိန်းကခေါင်းကြီးပြလိုက်ပြီးရနောက်အရှိအဦးဆောင်ပြီးတော့သွားတယ်ပါသိန်းရဲ့အနောက်ကဘာခန့်နဲ့မှန်းနေစီကလိုက်လာတယ်ရထားလဲကိုဖြတ်ကူးကြစီဘူရာရုံအတွင်းကပလိတ်တချို့ဟောင်းသူတို့လူစုကိုလှမ်းမြင်နေပလိတ်တအုပ်ဟောင်းပါသိန်းတို့ကိုတွေ့ရနေအတန်ဆဆာနေကိုအော်ဟဲ့ရောက်ဘူရာတွင်းရှိ ပလိတ်တွေဟောင်းရထားလန်းစီကိုဆက်လာတယ်ဟဲ့လူတွေရက်ရက်လိုက်ကြစမ်းပါသိန်းကအရှိအနေချီကောင်းတော့ပြေးတယ်ဘာခက်ကတော့မှန်းနေစီကိုထိန်းထားရတာမို့ခက်ကြီးမတွေ့ဘူး မကြခင်အိမ်စုကလေးတွေဆီကိုရှောင်းလာတယ်။စင်းရဲသောပြန်ကြအိမ်လေးတွေဖြစ်တာမို့လမ်းဆိုးတာတိတ်တမရှိပေ။လမ်းကျုံလမ်းကြားလေးတွေသာရှိရင်တဏှာရောက်မှတော့မနှင်းစရာဘာခန့်လက်ကိုဆွဲဖြုတ်တယ်။ကျမပါရင်ဝန်တို့ဝန်ဖို့ဖြစ်နေပါမယ်။ရှင်တို့တွေလွတ်အောင်ပြေးကြပါ။ဘာခက်ကခေါင်းခါရင်ဒီလိုလုံးလုံးပဲဖြစ်မှလည်းမှတ်နေစေ။ကြောက်ကုန်မိသွားလို့ဘာမှမဖြစ်ဘူး။မနှင်းစီကိုမိသွားရင် မနှင်းစီကလုံရက်တွေအကုန်ပေါက်ကုန်မယ်။ပြီးတော့မနှင်းစီတို့မိသားစုရဲ့ ဂုံသိက်ကထိခိုက်ရမယ်မဟုတ်လားဘာခတ်အဲ့ဒီလိုပြောလို့နောက်ကြောင်းကိုပြန်လှည့်ပြေးတယ်ကိုဘာခတ်ရှင်ဘာလောက်တာလဲဘာခတ်ကတစ်ချက်ပြန်လှည့်ကြည့်ရင်ခမည်းတော်ပဲပြင်းနေမှာကျုပ်မကြခင်ခမည်းတော်စီကိုလိုက်လာခဲ့မယ်ဘာခတ်ပြောပြီးရဲ့နောက်လမ်းကြုံလမ်းကြားလေးများအတိုင်းအနောက်ကိုပြန်လှည့်ပြေးလာတယ်မကြမီလမ်းကြားလေးတစ်ခုအတွင် အနောက်ကနေလိုက်လာတယ်ပလိတ်တက်တဲ့နဲ့ပတ်ပင်တိုးတော်တယ်အရှိဆုံးကပလိတ်ဟာဘာခတ်ကိုမြင်တော့လန့်ဖြတ်ပြီး ။တနက်နဲ့ထိုးချိန်ပြီးတော့ပြစ်ချတယ်။ဒါပေမဲ့တနက်ကမောင်းမတင်ထားတာမို့ကြီးစားမထွက်ဘူး။ဘာကက်ကလှည့်မြန်စွာပဲထိုးတနက်ကိုပြောင်းကဆွဲယူပြီးအရှိုံငိုက်ကြလာတဲ့ပလဲရဲ့ရှင်ဝါကိုဒူးနဲ့ဖမ်းတိုက်ပေးလိုက်တယ်။ပလဲခွေးကြသွားတဲ့အခါအနောက်ကပလဲတွေကဘာကက်ကိုတနက်နဲ့ထိုးချိန်ကပြစ်ခတ်တယ်။ဘာကက်လည်းနဘေးမှာတွေ့တဲ့လမ်းကြောင်းလေးတစ်ခုအတွင်းကိုခြေစုံပြစ်လို့ပြေးဝင်နေစင်းရဲသားရက်ွက်ကလေးတွေတနက်တန်သုံးနေချက်စူညံစွာထွက်ပေါ်သွားပြီး အိမ်မော်ကလူတွေကအပြင်ကိုဖြည့်ထွက်လာကြတယ်။လူတွေကတာတာသွားနိုင်နေလမ်းကြုံလမ်းကြားကလေးတွေဟာအတင်းမှာဝင်းကဘာတပ်ဖွဲ့ဖြစ်နေတော့ပလိတ်တွေအဖို့လိုက်ရခတ်ခဲတယ်။ပလိတ်တွေဟာမဆိုင်တဲ့လူတွေထိမှန်မှစူးရိမ်နာနေတနတ်တွေကိုသိမ်းယူလိုက်ပြီးနမတ်တုပ်တွေအသင်းကင်လို့ဘာခတ်အနောက်ကိုလိုက်လာတယ်။အကွေလေးတစ်ခုမှဘာခတ်ကကွေ့လိုက်ပြီးအိမ်ထရံမှာကိုကိုကတ်ထားတယ်။အရိယကအနောက်ကပလိတ်တအုပ်လိုက်လာနေတော့ထိုအကွေကိုအရှောင်းမှာ ဘာခတ်ကိုဘွားကနေကိုတွေ့သွားတယ်။ဘာခတ်ကလည်းလှည့်မြန်စွာပြီးထိုပလိတ်ရဲ့လင်းပင်းဆောင်ကိုလက်သီးတစ်ချက်ထိုးထည့်လိုက်နေတော့ပလိတ်ကခွေကျသွားပြန်တယ်။ဘာခတ်တယောက်ပြေးတာပြင်းနေရတယ်။ဘယ်စီရောက်လို့ရောက်နေမှလည်းမသိတော့ဘူး။လမ်းကြားကလေးတွေကလည်းအလွန်ရှုပ်ထွေးပွေလီလှတာနဲ့ခြေဦးတက်ရအတိုင်းပြေးလွှားနေရခဲ့ပါတယ်။ပြင်းရင်လွှရင်လမ်းချင်းလေးတစ်ခုမှပလိတ်တအုပ်နဲ့ပတ်ပင်တိုးမိတော့တယ်။ဘာခတ်ကအနောက်ကိုပြန်လှည့်တဲ့အခါသူ့အနောက်မှာလည်း ပန်ချပြီးကောင်းမောင်းနေပလိတ်တဦးဟာရှောင်းနေနေပြီဖြစ်တယ်ဟာဟာဟာလူသက်သမားမင်းဘယ်ုံပြေးမလဲဟိပလိတ်နှစ်ဦးဟာနမတ်ထုတ်တဲ့အသည့်ပြင်ဆင်လို့လမ်းကြားလေးအတိုင်းတတိချီချီနဲ့တုံးဝင်လာကြတယ်ဘာကကနှစ်ဖက်ညှက်ဖူးညှက်ပိတ်ပြိမိနေပြီဖြစ်တယ်ဘေးနှစ်ဖက်မှာလည်းအိမ်ထရန်နှစ်ခုသာရှိတယ်ပလိတ်တွေကဘာခန့်နဲ့အလွန်နီးကပ်လာတဲ့အခါဘာခက်ကိုဒုံးနဲ့ဝင်ရိုက်တယ်ဘာခက်ကနေရံကိုခြေတောင်းနဲ့ကန်လို့အပြုတ်ပြီးမိုးပေါ်ခုန်တက်တယ် အတော်မြင့်သွားတဲ့အချိန်မှပြန်အကြတော့ရှေးဘက်ကပလိရဲ့လက်ဘင်းကိုအရှိခြေထောင်းနဲ့လကောင်းအနောက်ကလိုက်လာတဲ့ပလိရဲ့လက်ဘင်းကိုအနောက်ခြေထောင်းနဲ့လကောင်းစုံကန်ထည့်လိုက်တော့ပလိနှစ်ဦးမျက်နှာချင်းဆိုင်ဖြစ်လို့မှောက်ကျသွားတော့တယ်ဒီတော့မှဘာခက်ကဆက်လက်ပြေးလွှားခဲ့တယ်နောက်ဆုံးမှတော့လမ်းကျဲကြီးတစ်ခုကိုမြင်တွေ့နေရတယ်ဘာခက်ကလမ်းကျဲကြီးစီကိုခေါထွက်လိုက်တဲ့အခါမှာတော့ပလိ၄၅ယောက်ဟာဘာခက်ကိုဝိုင်းရံထားလိုက်တယ်ဘာခက်ဟာပလိ၅ယောက်ကို တိုက်ခိုက်ရင်အသင့်ပြန်ဆင်ထားလိုက်တယ်။ဟာကောင်နေမင်းတို့ကဒီနေရာကိုဘာမှနေလို့နဲကွာ။ဒီရချင်းလမ်းအတိုင်းလူကြီးတအုပ်လျှောက်လာတယ်။ထိုလူကြီးအောင်ထွားထွားကြကြအသားဖြူဖြူနဲ့ဖြစ်လို့ကရင်အင်းကြီးတက်ထဲကိုဝစ်ဆင်ထားပြီးအောက်မှာလည်းကရင်ပစိုးအနီရောင်ကိုဝစ်ဆင်ထားပါရီ။ထိုလူကြီးကိုတွေ့တဲ့အခါပလိတ်တရာအနေငယ်ရှိန်သွားတယ်။ငါရက်ွက်ထဲမှာစူရာပူရာကိုငါမလို့ချက်မှုဟိတ်။ပလိတ်တရာထိုလူကိုလှည့်ကြည့်ရင်ဟက်ကောင်ဖိုးထီး ဒီကိစ္စမင်းနဲ့ဘာမှမဆိုင်ဘူးမိအတာနေစံဘိုးထေးဆိုသူက အရင်ကြီးရှိအောင်ရှေ့ကိုတွန်းလာလေဒါဆိုခုနဘဲကောင်ကငါရက်ကထဲမှာတနက်ဖောက်သွားတာလေပလဲတွေတယောက်မျက်နှာတယောက်ကြည့်နေကြတယ်ဘိုးတယောက်အရှိကိုတန်လန်းချင်းတွန်းလာလေတော့ပလဲတအုပ်ကဘိုးထေးကိုနမတ်တုံးနဲ့ဝင်ရိုက်တယ်ဘိုးတယောက်အဲ့ဒီရိုက်ချက်ကိုလက်နဲ့ပုံချလိုက်ပြီးတော့ပလဲရဲ့နမတ်တော့ကိုလက်နဲ့ဆွဲကန်တယ်ပလဲကရောကန်တော့လေဘိုးထေးရဲ့လက်ထိပ်စုပ်ကန်ထားတယ် နံပါတ်တော့ကမဆွဲယူနိုင်ဘူးဘလို့လဲကမင်းတော့မင်းပြန်လို့ချင်လားပလဲကခေါင်းငိမ့်လိုက်နေတော့ဘိုးတရပလဲရဲ့မျက်နှာကိုလက်သီးနဲ့ပြစ်ထိုးထည့်လိုက်တယ်ထိုးပလဲအနောက်ကိုလဲထွက်သွားတဲ့အခါမှာပလဲရဲ့လက်ကိုလှိမ့်ချိုးထည့်လိုက်ကနံပါတ်တော့ကဆွဲယူပြီးပလဲရဲ့ဦးခေါင်းကိုအားကုန်ရိုက်ချထည့်လိုက်တယ်ပလဲခေါင်းမှာစောင်းထားတဲ့အောက်ထုပ်ပါပိန်ဆိုင်သွားလို့ပလဲဟာအနောက်ကိုလှမ်းလို့နေကြတယ်ကဲနောက်ဘဲကောင်းအလှဲ့လေပလဲလေးရောက်ဟာ အရှိကိုတတ်မလားရဲတော့ပဲတချို့တွေလှဲ့ပြန့်ပြေးကြတယ်ဗိုလ်ထရဘာခတ်ကိုကြည့်လို့ဟာကောင်မင်းလဲသွားတော့သွားလို့မဖြစ်သေးဘူးကျောက်လူတွေကိုကျောက်ရှာရအောင်မေးဟဲ့ကောင်သွားတော့ဆိုသွားတော့လို့ပြောနေရနော်ငါတို့ရက်ကွက်ကပလက်တွေကိုလည်းမကြိုးစို့သလိုမင်းတို့လိုလူသက်ကောင်ဝရမ်းပြေးတွေကိုလည်းမကြိုးစို့ဘူးမင်းဟောဒီလမ်းကြီးတိုင်းလှဲ့ပြန့်ရင်ပြန်မပြန့်ရင်တော့ငါလက်သေးစားမိမေးကရင်ကြီးကလက်သေးဆုပ်ပြတယ် တိုးလက်သေးကြီးဟာအတော်ကြီးမာရီဘာခက်ကလည်းပြန်လို့မရသေးဘူးထွက်ပြေးလွတ်မြောက်သွားရင်မနေစီနဲ့ဘာသိန်းတို့ကိုလိုက်ရှာရအောင်မေဒါကြောင့်ဘာခက်ကအရှိကိုဆက်လန်းနေမရငါလက်သေးကိုမြင်းချင်းနဲ့ပေါ့ဟုတ်လားကဲကွာပြောပြောဆွဆွနေဘိုးထရဘာခက်ကိုလက်သေးနဲ့ဖမ်းထိုးနေလက်သေးလုံးကြီးဟာဘာခက်ထံကိုလှင်မြန်စွာနဲ့ပြေးဝင်လာတာနဲ့ဘာခက်ကညာဘက်လက်ဖြတ်နေထိုးလက်သေးကိုပုတ်ချရီးတဖန်နောက်လက်သေးတဖက်ကဘာခက်ထံကိုဝင်လာပြန်နေ ထိုလက်သီးကိုဖားခတ်ကဘယ်ဘက်လက်ဝါးနဲ့ဖားခတ်ထည့်လိုက်သည်ဒါပေမဲ့လက်သီးချက်ကပြင်းထန်လွမ်းလာနေဘားခတ်ရဲ့လက်ဖွားဝါးနာကျင်သွားရပြီးအနောက်ကိုခြေနှလန်းကဆုံလို့ရှောက်တိတ်ပြေးလိုက်သည်ဗိုလ်ထေဆိုတဲ့လူဟာခေသူမဟုတ်ဘူးသူ့လက်သီးမှာပြင်းအားရောလှင်မြန်မှုပါကောင်းနေတော့လက်သီးတစ်ချက်ထိယုံမျှနေတာမတ်လူတို့ဖိန်ထိုင်ကြသွားနိုင်ပါလိမ့်တဖန်ဗိုလ်ထေဟာဘားခတ်ထက်ကိုပြေးဝင်လာပြန်နေယခုတခါမှတော့ဒူးတိုက်ွက်တွေနဲ့ဝင်ရောက်လာခဲ့ခြင်းမှာ ဘာခက်ကဒူးတိုက်ွက်တွေကိုရှောင်ရှားလိုက်ရင်တက်ချီမှာတော့ဘိုထိရဲ့ဒူးတိုက်ချက်အပေါ်ကိုခြေတောင်းနဲ့နင်းလို့အာယူလိုက်ကဘိုထိရဲ့ပကုံးအပေါ်ကနေလို့ဂျိုးတော်ပြီးဘိုထိအနောက်ကိုခုံချရီးမြေပေါ်ရောက်တာနဲ့ဘိုထိရဲ့နောက်ဆက်ထံကိုလက်ပြန်တထောင်စစ်တစ်ချက်ပြည့်သွင်းလိုက်လို့ဘိုထိရဲ့တထောင်စစ်ချက်ကိုခံလိုက်ရပြီးအရှိကိုဟတ်ထိုးလဲကျသွားတယ်တော်တယ်တိုက်တော်တယ်ဒီအချိန်လက်ခုပ်တီးတဲ့ကြားလိုက်ရပြီးရနောက်အသားမဲမဲခပ်ဖို့ဖို့လူတအုပ် အရှိတ်ကိုထွက်လာတယ်။ထိုလူရဲ့နောက်မှာတော့မနင်းစီနဲ့ဘာသိန်းကိုမြင်တွေ့လိုက်ရတယ်။မနင်းစီကဘာခတ်ကိုကြည့်လိုက်တယ်။ကိုဘာခတ်ရှင်ရှင်လွတ်လာရင်တော့ဘိုထေးကလူလဲထားလိုက်နေတော့ခတ်ဖို့ဖို့လူကဘာခတ်နီးကိုရှောင်းလာတယ်။ဘိုထေးလိုလူကတော့ခေါင်းမူတော့စော်လိုက်နိုင်တယ်ဆိုတော့ခမားရဲ့အရေးချင်းကိုကြောက်အတိမတ်ပြုတ်ရတယ်ဘာခတ်။ခမားကဘာတူလဲ။စုံနမယ်အောင်ရှိပါ။လက်စတတ်တော့အောင်ရွှေးဆိုတာကခမားဟုတ်ဗျ။ ဘိုထေရအောင်ရွှေနောက်မှာရှမ်းလိုက်တယ်။ဘလို့လဲဘိုထေရအခုတော့မင်းကိုရှင်နိုင်တယ်လို့မင်းတွေ့ပြီမဟုတ်လား။ဘိုထေရဘားခတ်ကိုစိုက်ကြည့်ဟင်ကြောက်မကျင့်နဲ့သေးဘူးဗျာ။ဒီတခါကြောက်အလက်တိုက်ခိုက်ခံလဲရတာဗျ။သူနဲ့ဘသူကပို့ပြီးတားလဲဆိုတော့တတဲကွက်ကွက်ဖြစ်သွားအောင်တပွဲလောက်ထပ်ဆန်းကြည့်မယ်ဗျာ။အောင်ရွှေရလက်ကပြလိုက်တယ်။ကဲမင်းတို့ရဲ့ခွန်အားတွေကိုတိန်ထားဂျာစမ်းမအောင်ကွာ။ငါတို့မှအရေးတကြီးဆွေးနွေးစရာရှိရဲ့ကွာ။ ဘိုးထရားတိတ်မကျေနပ်တော်လီအောင်ရွှေစကားမို့နာခံလိုက်ပုံရှာလီဒီလိုနဲ့ဘာခန့်တို့လူတက်တိုက်ဟာအောင်ရွှေခေါ်ဆာရအနောက်ကိုလိုက်ပါခင်းရလီရက်ွက်လန်းလေးများအတိုင်းဆက်လျှောက်လာတဲ့အခါမကြခင်ကားလမ်းမကြီးကအဆုံးသတ်သွားလို့မြေသားလမ်းကြီးတစ်ခုသာရှိတော်လီထိုမြေသားလမ်းတစ်ဖက်တစ်ချက်မှာလေဝင်ယုံပင်ကြီးတွေကခက်စိတ်စိတ်နဲ့ပေါက်နေကြပြီးလူနီလဲကျဲပါလှနေတယ်ထိုလမ်းကြီးရဲ့အဆုံးမှာတော့မြင့်ရည်ပြဝဝကြီးကိုအဝေးမှပင်မြင့်တွေ့တယ် ငင်းရင်ပြမရောက်ခင်လမ်းကြိုးလေးတစ်ခု အတွင်းကိုချိုးခွေဝဲလာသည်ထိုလမ်းကြိုးလေးထိမ့်မှာတော့တဲအိမ်ကလေးတွေကအစီအရေရှိဟင်းတဲအိမ်တွင်းမှာထိုင်နေတဲ့သူတွေဟာသူတို့လူစုကိုရန်ဆောင်တဲ့အကြည့်တွေနဲ့ကြည့်နေကြနေတော့အောင်ရွှေရလက်ကပြားတဲ့အချိန်မှာထိုသူတွေကအကြည့်လွှဲသွားကြပါသည်လမ်းကြိုးလေးတိုင်းဆက်လျှောက်လာစဉ်မကြခင်တင်းကြိုင်းမြင့်ကြီးတစ်ခုစီကိုရှောက်လာသည်မျက်စိတစုံမြင်တွေ့နေရတာကမြေပုံတွေဖြစ်ပါသည်တလန်းလုံးစိတ်စိတ်နေလို့လိုက်လာခဲ့တဲ့ဖားသိန်းဟာ မြေပေါင်းလေးကိုကြည့်ပြီးတော့သင်ကြိုင်သုံးခုခြားကမင်းနပါဆိုတော့လက်စတတ်တော့ဒီနေရာကိုပြောတာ哦အောင်ရွှေကခေါင်းငိမ့်လိုက်တယ်ဟောဒီဘက်ကမြေပေါင်းလေးကတော့ဗမာသင်ကြိုင်ဟောဟိုဘက်ကအုပ်ကိုတွေကတော့အင်္ဂလိပ်သင်ကြိုင်ဟိုအနောက်ဘက်ကတော့ကလာသင်ကြိုင်ပေါ့ကွာအဲ့ဒီသင်ကြိုင်သုံးခုအလေကဇေယျကြီးကတော့ငါတို့ရဲ့စခန်းပေါ့ကွာဆက်လျှောက်သွားကြတော့မကြမီမှာဇေယျကြီးတစ်ခုစီကိုရှောင်းလာတယ် ဇေယျတွင်းမှာလူဆယ်ဦးကထိုင်နေကြလို့ဘာခတ်တို့လာတဲ့အခါလူတဦးကထလာတယ်။အကိုကြီးဒီလူတွေကဘသူတွေလဲ။ဟော်ဒီမင်းလေးနာမည်ကမနေစီတဲ့။ဒါပေမဲ့မြို့ထဲမှာတော့သူ့ကိုငတက်လုံးတို့သိကြတယ်။ထိုလူကအံ့ဩသွားလို့။ဗျာငတက်လုံးကမင်းလေးတဲ့လားဗျာ။ဘာပဲပြောပြောလေးစားပါလေ။အောင်ရွှေကထိုလူကိုပကုံးကိုဖတ်လိုက်တယ်။ဒါကတော့ကျောက်ညီရဲ့ရင်အောက်ဖေးတဲ့ဗျ။ကျောက်တို့ညီကိုနှစ်ယောက်က ဟောဒီတင်ញံကုန်၃ခုကို အခြေပြုပြီးနေထိုင်ကြတဲ့လူတွေပေါ့ဗျာ။အောင်ဖေးဆိုသူကကဲလာဗျာထိုင်ကြ။တောက်တက်ရင်တော့တောက်ကြ။ပဲကြီးလော်နဲ့ချက်ရက်ပဲရှိခင်။ဘာကတ်တို့ထိုင်လိုက်ကြတဲ့အခါဘာသိန်းကပတ်ဝဲချင်းကိုတက်ချက်ဝေးကြည့်လိုက်တယ်။နေပါအောင်ဗျ။ခမည်းတော်ကဒီနေ့တဝိုက်မှာခိုးဆိုးလူရက်နေတယ်လို့ပြောသေးရင်အခုခမည်းတော်စကန်းချထားတဲ့နေရာကပေါ်ပေါ်ထင်းထင်းကြီးဖြစ်နေပါလား။ဟောလေ ရုပ်ဆိုးလို့ကျန်တာကလူဆိုးစက္ကန်းဆိုပြီးသွားရလာရခက်ခဲတဲ့နေရာလည်းမဟုတ်ဘူးပလဲတီကဒီနေရာကိုမလာဘူးလားတရကအောက်ဖေးရရှဲကျဲကျဲနဲ့ဒီနေရာကိုပလဲမပြောနဲ့ပလဲရဘိုးရီတော့မလာရဲကြပါဘူးဗျာဟုတ်တယ်ဗျဟော်ဒီအင်းစိန်ကန်းနာဆိုတဲ့နေရာကိုပလဲတီမလာဝတ်ဘူးပလဲလေး၅ရောက်လောက်ကတော့ဒီနေရာကသူတို့အတွက်ပြန်လဲမဲတဲ့နေရာတစ်ခုပဲဗျပလဲတယောက်ထဲလာရင် အစနာတော့ရှာလို့မရစေရဘူးတနည်းအားဖြင့်ပြောရရင်တော့ဒီနေရာကပလက်ကင်းစင်းနဲ့နေမြေပဲပေါ့ကိုအောင်ရွှေရပြောဆိုလိုက်ပြီးတော့ကဲငတ်တက်လုံးရင်ဒီကလူကြီးမင်းနေနဲ့မိတ်ဆက်ပေးပါအောင်ဟောတာကတော့ကိုဘခတ်လို့ခေါ်ပါလေဆရာကြီးဥရကြောင့်ရင်တပည့်တယောက်ပါဟောဒီသူကတော့လူဆိုးတဲ့ဘာသိန်းဆိုတဲ့လူပါပဲလူဆိုးတဲ့ဆိုတဲ့အတန်ကြားလိုက်ရတဲ့အခါအောင်ရွှေနဲ့အောင်ဖေးညီအကိုနှစ်ယောက်အလွန်အံ့အံ့တဲ့သွားတယ် လူစိုးတိန်ဆိုတော့နေကျဲတွေအတွက်အလုတ်လုတ်ပေးနေရတဲ့ပေါ့ဒီလိုလူကိုကျောက်တို့ယုံရပါမလားမပူပါနဲ့ရှင်ကိုပါတိန်ကအခုအမြင့်မန်ရှားသွားခဲ့ပါပြီပလိတ်တို့တူလက်နဲ့ပဲတက်ဖြတ်ခဲ့တာပါအခုကျမတို့တော်လန့်ရေးဘတ်တော်တောင်တက်ရောက်ဖြစ်သွားပါပြီအောင်ရွှေကခေါင်းငိမ့်လိုက်တော်လေအောင်ဖေးနဲ့ဖိုးထေးတို့ဟာပါသိန်းကိုအကဲခတ်တဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်။ကဲလာရင်ကိစ္စပြောရအောင် အခုအခြေအနေကဘလို့ဖြစ်သွားပြီလဲအခြေအနေကတော့ရုံမထွက်တာမှုဖြစ်နေရင်ကျမတို့လွတ်လာဖို့အတွက်ကဲဘုံမင်းကြီးကိုတော့တပ်ဖြစ်ခိုင်းတာဒီအခုပလိတ်တွေကကျမတို့မြေလန်ရှာနေကြပြီဟာဒီထဲမှာနေတဲ့ရွေတော့သူတို့ခမရောဘလို့နီးနေမှ မတွေ့ဈေးရဘူးဆိုတော့စိတ်သာချပြအောင်ဖေးရပြောရင်အရက်တကြိုက်ကိုမှော့တော့တယ်မန်းနေစီကကဲရှင်တို့ရထားတဲ့သတင်းတွေလည်းပြောပါဦး ဆရာကြီးနဲ့ရောချိတ်ဆက်မိရလားဆရာကြီးကအခုအตาရောင်ရီဘက်ကိုဆင်းပြီးတော့စီယုံရီတွေလုံနေတယ်လူတွေလည်းတော်တော်စုမိပြီလို့ပြောတယ်ဒီအတိုင်းဆိုရင်တော့တော်လည်းရမကြဘူးထဖြစ်မှာပဲကျောက်တော်အင်းစိန်ခရိုင်ထဲမှာလေလူအင်အားလက်နဲ့အင်အားတွေကိုတိုက်တဲ့စိတ်စူဆောင်းခိုင်းထားတယ်အခုကျောက်စူဆောင်းထားတာလူကြီးကို၃ယောက်လောက်ကိုရှာနေပြီဘာခက်တယောက်ဝမ်းသာသွားမိရင်ကြားတာအားရစရာကြီးဗျာ ဒါရမယုံကြည်ရတဲ့လူတွေအချင်းချင်းတက်တဆိတ်စူဆောင်းခိုင်းထားလို့သာတော်လန်ရေးကြီးစပြီဆိုပောင်ဝင်ကြမဲ့လူတွေအများကြီးပဲရှိသေးတယ်။ကြားရတာအားရစရာကောင်းပါလေကိုအောင်ရှင်။ဒါနဲ့လက်နဲ့အင်အားကရောအချင်းချင်းဘလို့လဲရှင်။ကိုအောင်ရှင်ကတချမ်းငိုင်သွားတယ်။လက်နဲ့ဟုတ်တယ်။ကျုပ်တို့လို့နေရလေလက်နဲ့ပဲ။တော်လန်ရေးစမယ်ဆိုရင်အ ਨੇ စုံတော့တနက်တက်လက်တော့ရှိရမယ်မဟုတ်လား။အခုကျုပ်တို့စီမကဒုတ်တာ လင်းပြလောက်ပဲရှိအောင်ဆိုတော့လက်နက်ကအလို့အဆောက်ဖြက်နေတယ်။မန်နေစီကတောက်တက်ချက်ခောက်လိုက်တယ်။ကျမရဲ့ယတနာတွေကိုသာရခဲ့မယ်ဆိုရင်ဒီလက်နက်တော့စိတ်ဖူးစရာမလိုဘူးရှင့်။ကဲပါအားလုံးနားလိုက်ကြတော့ကျုပ်တို့ဘက်ကလည်းပြင်ဆင်စရာရှိရတယ်အကုန်ပြင်ဆင်ပေးသွားပြီ။ဆရာကြီးတို့ဘက်ကတိုက်ပွဲစပြီဆိုတဲ့သတင်းကြားတာနဲ့အင်းစိန်ခရိုင်တောင်ဝိုက်ကရွာတွေမှာ ကျုပ်တို့ကလည်းလူအင်အားစုပြီးနေကျဲကိုရသလောက်တော်လန့်ဖို့လှုပ်ကြမှာပါ။ ထုံညောင်းတော်စည်ရဲ့ကြီးအပေါ်မှာရင်အိတ်ဆက်ကြပါရင်ညနေတဲ့အခါမှာတင်းကြိုင်တွင်းကိုခွေးတွေဝင်ရောက်လာကြတယ်။တေဆုံးနေကြတဲ့အလောင်းကောင်တွေကိုလက်နဲ့ရက်လိုတူးဖို့ပြီးကိုက်ဖြတ်စားတောင်းနေကြကိုလာရအောင်မှတွေ့ရတယ်။တခါလူသေးကောင်ပုံနဲ့နေဟာလေလေတင်တိုင်းရှားနေလေတော့အော်လီဆံဝဲဖြစ်နေတယ်။မနဲ့မိုးလင်းသွားတဲ့အခါဘာကတ်တို့အိမ်ရကနေထားကြတယ်။အောင်ဖေကအပေါ်သွားဖို့အထောက်အုတ်ကူတွေချားနေကုန်းကုန်းကွက်ကွက်သွားလာနေတဲ့လူတချို့ကိုတွေ့ရတယ်။အလို့ ဘသူတွေပါလဲအောင်ဖေရရှင်ရုံရင်အောက်ကိုကြီးတစ်ခုအနည်းကိုကတ်လာတယ်ဟေးအောက်ကိုနောက်မှာဘာကောင်းလဲထွက်ခဲ့စမ်းဟေးဒီအခါအောက်ကိုအနောက်ကပလိန်နှစ်ဦးထွက်လာတယ်ပလိန်တဦးကအောင်ဖေကိုတတ်နတ်နေထိုးချိန်နိုင်လေတော့အောင်ဖေကမပြေးတာတော့ဘူးရန်သူရန်သူစကားကိုရန်သူတွေဝိုင်းထားကြပြီအောင်ဖေအော်ပြီးမကြခင်ပါပြီတချောင်းအုပ်ကိုလေတပိတ်နေအနောက်ကတနက်ကိုစီကြိုက်ထားတယ်ပလိတ်တယောက်ထွက်လာပြီးတနက်နဲ့ထိုးချိန်နှိုက်ကြတယ် ဘာခတ်တော့အလွန်အံ့အံ့တက်သွားတယ်။ဟာဘယ်ရပလိတွေရောက်လာတာလဲဟ။ဒီရဲ့ချိန်မှာပဲဘာသိန်းကခါးကြားကတနက်ကိုဆွဲထုတ်ပြီးတော့အနည်းရှိမနှင်းစီကိုပြေးဖက်လိုက်ကမနှင်းစီရဲ့နှစ်ထင်းကိုတနက်နဲ့ထိုးချိန်လိုက်တယ်။တယောက်မှ ခုခံမဲ့မကြံနဲ့နော်။တနက်နဲ့ဝိုင်းပြက်ထဲလိုက်တော့အကောင်လုံးမတာပေါ့ကုန်ပြီ။ဘာခတ်ကတောက်ခေါက်လိုက်တယ်။ဘာသိန်းခမရခမရလူရုံမှာတစ်စပေါက်ဘာသိန်းကပြုံးနေတစ်စပေါက်လို့ပြောရအောင် ကျောက်ကဘာတွေတစ်ဆောင်စုထားလို့လဲကိုဖားခန့်ရင်ဒီအချင်းအင်းနဲ့မျက်နှာဖြူအရာရှိတယောက်ဟောင်းတောက်တဲ့တင်းကိုဟန်ပပနဲ့ဝင်ရောက်တယ်။ဘာတဲ့ရောက်ထိုးလူကြီးကိုအရှုအပ်သေးပြီလို့ကဲအင်စပက်တာမင်းကြီးခင်ဗျာအခုဆိုရင်တော့ရန်ကုန်မြို့ရဲလူကုန်တန်းအင်းတွေကိုခိုးယူဖောက်ထွင်းနေတဲ့ငတလုံးစုတဲ့လူရောရန်ကုန်ထောင်ထဲမှာလူတက်မှုကျွလွပြီးထွက်ပြေးသွားတဲ့လက်တစ်ဖက်ပြတ်ဘာခန့်ရောအင်းစိန်တဝိုင်းမှာခိုးဆိုးလူရက်နေတဲ့ လူမိုက်ခေါင်းဆောင်အောင်ရွှေနဲ့အောင်ဖေးဟိုပေါ့တချီတန်းနဲ့ဖမ်းမိပါပြီခမညာမျက်နှာဖြူအရာရှိကအလွန်ချိုးသားတဲ့အပြုံးနဲ့ကိုပြုံးနေမင်းတော်တယ်ပါသိမင်းအယမ်းတော်တယ်တော်ရမယ်လေအင်စပက်တော်မင်းကြီးရဲ့ကျောက်ကလူစိုးနေပါသိမယ်ဟာအခုဆိုရင်သူတို့ကပလိတ်တတ်မှုဂတ်ဖို့မင်းကြီးကိုတတ်မှုတွေနဲ့အင်းနဲ့အဆူရကအယမ်းလိုချင်နေတဲ့ရာဇဝဲကောင်းနေနော်ဒီလိုကောင်းနေကိုဖမ်းဆီးပေးနိုင်တဲ့စူရာနဲ့တင်အင်စပက်တော်မင်းကြီးတော့ ခိုင်ရမင်းကြီးဖြစ်မလားတိုင်းမင်းကြီးအဖြစ်ရာလူတို့မလားပဲဟေးဟေးမင်းပြောတော့ငါသဘောကျတယ်ကွာဒါကြောင့်လေဒီလောကမှာလူဆိုးတွေဘာသိန်းဆိုတော့နမယ်တစ်လုံးနဲ့နေရအောင်နေပါအောင်ဘာသိန်းဒီလူတွေကိုဖမ်းဖို့မင်းဘလို့များအာထုတ်ခဲ့တာလဲဒါကတော့လဲပါနေဗျာရုံအောင်လုပ်ရတာပေါ့လူဆိုးတွေကိုဖမ်းဖို့ဆိုရင် လူဆိုးတွေနဲ့မိတ်ဆွေဖြစ်မှလူဆိုးအတိုက်ကိုတခါရင်ဖမ်းမိမှာမဟုတ်လားဗျာကဲ ပြောနေကြပါနဲ့ဗျာဒီလူတွေကိုရွာမကတဲကိုဖမ်းခေါ်သွားကြတာပေါ့ကောင်းပါလေပါသိငါယာတို့တိုက်ရင်မင်းကလည်းမမေ့ပါဘူးကမင်းရတ်တက်လေထောက်ခန့်စာတစ်စောင်ရေးပေးမှပါကွာဘာခက်တိမခန့်နိုင်တော့ဘူးပါသိခက်များဗျာကျုပ်တို့ကတော့ခက်များကိုကိုလူမျိုးဆိုပြီးအထင်ကြီးခဲ့ပေမယ့်တကယ်တော့ခက်များကိုလောက်ကောင်မှတကယ်လောက်ကောင်အစ်စ်ပါလားဘာမဟုတ်တဲ့ယာတို့တို့ဖို့အတွက် ကိုလူမျိုးတွေရဲ့အသက်ကိုခြာနှင်းပြတ်တော့ခမရတကယ်လောက်ကောင်စစ်စစ်ပဲဗျ။ဘာသိန်းကဘာခန့်နီးကိုတုတ်ကပ်ပြီးဘာခန့်ရဲ့ပန်းကိုလက်သေးတစ်ချက်ခွက်ကနေကိုထိုးချရီ။ဘာလဲဘာခန့်။မင်းကမကျေနပ်ဘူးလား။မကျေနပ်ရှစ်တက်ခဲ့နေကွာ။မင်းလက်သေးဘလောက်မြန်မြန်။ဟောဒီပြောင်းဝထွက်လာတဲ့ခြေစံလောက်မြန်မဲထင်းလို့လားကွာ။ဘာခန့်ကအာမတန်နာနဲ့မန်လျှော့လိုက်ရတယ်။ပလဲတရားဘာခန့်တို့ဖမ်းဆီးပြီးတော့ကျိုးနဲ့တုတ်ကကားတစီးနဲ့ခေါ်ဆောင်သွားပါတယ်။ မကြခင်ရွာမဟုတဲ့နေရာတစ်ခုကိုရောက်ရှိခဲ့ပြီး ထိုရွာထက်ရထားလမ်းနှပေးမှာ တိဆောက်ထားတဲ့ကဲတဲ့အဆောင်အတွင်ရှိအချုပ်ခန်းမှာဘာခတ်တို့ချုံနောက်ထားလိုက်တယ်။ဘာခတ်ဟာအချင်းငယ်အတွင်ရှိတန်တိုင်းတွေကိုလက်နဲ့တဘုံဘုံနဲ့ထူရိုက်တယ်။ဒီလိုလူကမှရုံရဲ့မိရလို့ဗျာ။ဘိုးထင်ကပေးဆောင်ဆောင်နေဒီလူကမင်းတို့ခေါ်လာတဲ့လူပဲလေကွာ။ဒေါသထွက်မနေနဲ့ကိုဘာခတ်ရန်သူကသူ့အလုပ်သူ့လုပ်တာပဲ။ ရန်သူကိုရှုံမိအောင်ကျမတို့အမှားပေါ်ရှင်။အောင်ဖရာတို့အုံနေရန်ကိုလက်နဲ့ထိုးနေမိရင်အောင်ရွှေရမတ်တပ်ထားလိုက်လို့ခမားတို့အားလုံးစိတ်ထဲဒေါသတွေဖြစ်နေကြမယ်ဆိုတာကိုကြုံသိပါတယ်။ဒါပေမဲ့ခမားတို့ရဲ့အားရင်တွေကိုချွေတာထားကြပါ။ဘလို့ပြောလိုက်တာလဲအကိုကြီးကဒီထဲရောက်ပြီးမှတော့ကျုပ်တို့ကျိုးစင်တက်ရမှာပဲမဟုတ်လားဗျ။ပါလေကျိုးစင်တက်ဖို့အတွက်အားရင်တွေချွေတာထားရမှာလား။ အားလုံးပဲအချိန်တစ်ခုစောင့်ဝေးကြပါဘယ်အချိန်နဲ့အကူကြီးကျောင်းတို့ဆွဲခေါ်ထုတ်ပြီးကျိုးစင်မော်တင်မဲ့အချိန်လားလက်အောင်ငယ်သားတွေရစုဖို့ကုန်ကြနေဒီအကအောင်ရွှေရတက်ချက်မှန်မဲနေမင်းတို့ငါလက်အောက်ကလူတွေမဟုတ်ဘူးလားမင်းတို့တစ္ဆာရီတောက်ခဲ့တော့ကငါပြောတာကိုနားထောင်ပါမယ်ငါခိုင်းတာကိုလှုပ်ပါမယ်လို့တစ္ဆာခံခဲ့ကြနေမဟုတ်လားဒီတော့မှလက်အောင်ငယ်သားတွေအကောင်တိတ်ဆိတ်ကုန်ကြတယ်ဘာခက်လဲစိတ်ပြက်ပြက်နေ အချောက်ခန်းတွင်းကိုလှဲ့အိတ်ချလိုက်တယ်။အင်းလေဘာပဲပြောပြောဒီနေရာမှာဆိုတော့ဟိုတင်းကြိုင်ခုံးမထက်ဆိုင်ရင်ကောင်းကောင်းအိပ်ရတာပေါ့ကွာ။ညနေခင်းရောက်တဲ့အခါအမောင်တို့ဟာစိုးမိုးလာတယ်။အချောက်ခန်းတွင်းမီးလုံးလေးတစ်လုံးကခမ်းမိန်မိန်လေးလင်းလက်တယ်။အဲ့ဒီအချိန်အချောက်ခန်းတွင်းကိုဘာသိန်းဝင်လာတယ်။လက်ထဲမှာလည်းတော်ရဲတခုကန့်ဆောက်ထားတယ်။ဘာသိန်းရအချောက်ခန်းစီကိုအမြတ်ပြေးဝင်လာလို့အချောက်ခန်းတကားကိုတော်တဲ့ချောင်းနဲ့ဖွင့်ပေးတယ်။ ခမည်းဘာလာလောက်တာနေဖာသိခမည်းကအခုဒီဘာမှမသိသေးဘူးကိုဘာခက်ဘာကိုသိရမှာလဲခမည်းရာဒူးတက်တဲ့အကြောင်းကိုသိရမှာလားဒါမှမဟုတ်ခမည်းကျုပ်တို့တစ္ဆာဖောက်တဲ့အကြောင်းညသိရမှာလားခမည်းကတော့လောက်တော့မယ်ဘာခက်ရမနှင်းစီတို့ကိုအောင်ရှိတို့ကိုဘာခက်ကိုဘာမှရှင်းမပြကြဘူးလားကျုပ်တို့လောက်ကအရေးကြီးတော့မလို့အပ်တဲ့လူတွေပေါက်ကြသွားမှာစိုးလို့ပါဘာခက်ကအံ့ဩစွာနဲ့ ခမည်းတော်ဘာတွေကြံစီခဲကြတာလဲအကြံစီကတော့လက်နဲ့ရဖို့အရေးပေါ့ဗျာကိုအောင်ရွှေတို့တော်နိုင်ရင်မှလက်နဲ့လိုအပ်တယ်မဟုတ်လားဒါကြောင့်ကျောကအင်းဆိုင်ကပလေးတင်းနဲ့ပူပေါင်းပြီးတော့ကိုအောင်ရွှေတို့ကိုဖမ်းခလိုက်တာပဲအခုကိုအောင်ရွှေတို့ဂက်ထဲကိုအလျှောက်ဟိုဘက်မှာလည်းအင်စပက်တော်မင်းကြီးကအားရကျင်းနေလုံးလို့သူ့အိမ်မှာပလေးတွေကိုအဲ့ခံဝင်ကျင်းပနေချင်နေဗျာကဲအလုံးမြမြထွက်လာကြစကမ်းမှာကျန်တဲ့ပလေးတွေကိုတော့ကျုပ်ရှင်းတဲ့တလောက်ရှင်းပေးပြီ ဘာခတ်တို့လူတက်တာအချုပ်ထဲရောက်ထွက်လာတယ်ပြီးတော့ဘာသိန်းကလက်နက်တိုက်ရှိကိုရှောင်းလာတယ်လက်နက်တိုက်ကိုစောင့်ကြနေတဲ့ပလဲတယောက်ကိုဘာသိန်းကလှင်မြန်စွမ်းနဲ့တိုက်ခိုင်းလိုက်လို့သူပလဲကနေရာမှာပဲခွေကြမင်းမျောသွားခဲ့တယ်လက်နက်တိုက်အားကိုတောနဲ့ဖွဲ့တဲ့ခါမှာတော့အတွင်းမှာလက်နက်အမျိုးအစားအစုံကိုတွေ့ရတယ်ရိုင်ဖယ်တနက်တီပြောင်းချောတနက်ကာပိုင်တနက်တီခြောက်လုံးမျိုးတနက်တွေကိုယူဆောင်နိုင်သမျှယူဆောင်လို့ရန်နောက်များကြည်ဘူး ခြေကတ်တွေကိုလည်းတင်ဆောင်နေပလဲတီကတော့စကမ်းမှာအင်းအားနေတာနဲ့ဘာကတ်တော့အလင်းအငိုက်တိုက်ခိုက်ကြပြီးတော့လက်နက်တွေကိုယူဆောင်လို့အ мян ထွက်ပြေးလာခဲ့တယ်။ကတ်တဲ့အရှိမရှက်ထားတဲ့လော်ရီကားတစ်စီးပေါ်မှာလက်နက်တွေကိုတင်ဆောင်လို့မောင်းနေလာခဲ့တယ်။ဒီကိစ္စကိုအင်္ဂလိပ်တွေသိရင်ဘယ်လိုများနိုင်မလဲမသိဘူးနော်ဗျ။ဘာကတ်ကရှဲကျဲကျဲနဲ့ဘာသိန်းကိုပြောလိုက်တယ်။ဟုတ်တယ်ကိုဘာသိန်းပြည်တနာတွေကပို့ပြီးတော့ကြီးသွားမလားမသိဘူး။ဘာသိန်းကခေါင်းခါရင်း မကြည့်ပါဘူးဗျာကျုပ်ပြောတာကိုရှုံးစမ်းပါပလဲတဲ့အကြောင်းကျုပ်ကောင်းကောင်းကိုသိရင်တကယ်လို့သာကက်စကန်အတိုက်ခိုက်ခံရပြီးတော့တနတ်တေကိုလူယူသွားတဲ့အကြောင်းအထက်ကိုတင်ပြလိုက်ရင်ကပ်ဖို့မင်းကြီးရာထူးကြဖို့အသိအချာပဲဘာလို့လဲဆိုတော့အင်္ဂလိပ်တွေအကြောက်ဆုံးကဗမာတွေတနတ်ရာသွားမှာမဟုတ်လားဒီတော့ဒီကိစ္စကိုလေသူတို့တေချာပေါက်လှုပ်ဝက်ထားကြလိမ့်မယ်ကျုပ်ကထင်တော့လက်နဲ့ခဲရမ်းနေကိုသူတို့ပတ်စံနဲ့ ိတ်ဆိုင်ဝဲယူပြီးတော့ပြန်ပြေးထားလောက်မယ်ဗျ။ဟာကိုဘာသိန်းတော့အကြပါကြဗျာ။ဒါနဲ့ခုဘာဆက်လုပ်ကြမှာလဲ။ဘာသိန်းရအင်းကြီးအိတ်ကတွင်ကရှာထားတဲ့လက်မနဲ့ဆောင်ကိုထုတ်ယူတယ်။ဟောတာကတော့ဒီညနေရန်ကုန်ကထွက်မယ်တည်ရထားလက်မှတ်ပြီ။မကြခင်ရထားအင်းစိတ်ဖူးတောင်ဖြတ်လိုက်မယ်။မင်းနဲ့မင်းစီနဲ့ပြည်ရထားစီးသွားပြီးတော့တာယောက်ဒီမှာဆင်းရမယ်။ခမရရောကျောက်တွန်းနဲ့မလိုက်တော့ဘူးလား။ ပါသိန်းရတဏျာကိုငေးမောကြည့်လို့ခေါင်းခါပြလိုက်တယ်။ကြုံမလိုက်တော့ဘူးဗျာ။ကြောက်ဒီမှာလုံးစရာလေးတွေရှိသေးတယ်။တော့ဖြင့်ကိုအောင်ရွှေတို့ညီရကိုကရောကျုပ်တို့ကလက်နက်တွေရပြီဆိုတော့တဏျာရသွားခိုးအောင်နေပြီ။ဒီလက်နက်တွေကိုစက်သက်ရမယ်လေဗျာ။မကြခင်အေးစိန်ဘူတော်လေးစီကိုရောက်ခဲ့တယ်။နေဝင်သွားပြီဖြစ်တော့လေလက်ကျန်အလင်းရောင်တချို့ကတောက်ပနေစေရှိကြီး။ကိုပါသိန်းကျုပ်တို့ဒီလိုပုံစံနဲ့သွားလို့ဖြစ်ပါမလား။ ဖြစ်ပါ रे ဗျာခမားတို့ပလိတ်တွေကဖမ်းမိသွားပြီလို့သိထားကြတယ်မဟုတ်လားသူတို့ဒီလောက်ဆက်ဆက်ပေါ့ပေါ့မရှာတော့ပါဘူးဒါနဲ့ကျုပ်တို့နှစ်ယောက်ဘယ်လိုသွားရမှာလဲကိုအောင်ရှင်ကရှေ့ကိုတိုးလာရင်တာယောင်တွေရောက်ရင်မင်းတို့ကြုံနေမဲ့လူရှိမှာပါမကြမီရထားကဆက်ရောက်လာတယ်ဘာကကအောင်ရှင်ပေးတဲ့အဝတ်အစားတချို့ကိုအပေါ်ကနေထပ်ပြီးဝတ်ဆင်လိုက်ကနှီးနဲ့ရက်လောက်ထားတဲ့အုတ်ထုတ်တစ်လုံးကိုခိုင်းခိုင်းခိုင်းနေစောင်းလိုက်တယ် မင်းစီရထားဘောကတက်သွားတဲ့အခါဘာသိန်းရဲ့လက်မောင်းကိုဘာခက်ကတက်ချက်ပုတ်လို့နှုတ်ဆက်တယ်။ကိုဘာသိန်းကိုဘာသိန်းကို အထင်လွဲခဲ့မိရတွေကိုကြုတ်တောင်းမှမာတယ်ဗျာ။ရပါတယ်ဘာခက်ရခမရကျုပ်ကိုဒီလိုပြောဆိုလို့တော့အင်္ဂလိပ်တရားပို့ပြီးရုံသွားကြတာဗျ။အောင်ရွှေနဲ့အောင်ဖင်ကြီးကိုနှစ်ယောက်ကလည်းဘာခက်ကိုလှမ်းရောက်နှုတ်ဆက်တယ်။နောက်ဆုံးတော့ကရင်ကြီးဖိုးထိန်ကဘာခက်ပခုံးကိုဖျက်ညှက်လိုက်တယ်။နောက်အချိန်ရရင်ငါတို့နှစ်ယောက်မှာ ဘသူကပို့တာတလဲဆိုတော့တပွဲလောင်စမ်းကြည့်ချင်းသေးရဲ့ဘာခက်ရဘာခက်ကပြုံးရင်းနဲ့ခေါင်းငိမ့်နေဒီအခါပြည့်ရထားကြီးကဆက်လက်ထွက်ခွာတော့မှမို့တဘောပေါ်နဲ့အော်အော်တန်ပေးနေရနဲ့ဘာခက်ကရထားတွဲပေါ်ကိုခေါက်တက်တယ်ဘာခက်တက်ပြီးရနဲ့ရထားကြီးကတရွေ့ရွေ့နဲ့ထွက်ခွာသွားနေတယ်ဘာခက်ကရထားပရင်ပေါက်ကခေါင်းမြူကြည့်ရဲ့ခါမှာအောင်ရွှေအောက်ဖေးနဲ့ဘာသိန်းတို့လူတစုဟာတဖြည်းဖြည်းဝေးလို့အမောင်တို့တွင်မှကြံနေရခဲ့ကြတော့တယ်ဟုတ်ကဲ့ပါ ကျမတို့ရဲ့ channel ကထုတ်လင်းတင်ဆက်ပေးခဲ့တဲ့ဘဲတန်ဘာခတ်စာစဉ်ဆက်ခွန်တင်ဆက်မှုကိုတော့ဒီလောက်နဲ့ပဲခေတ္တရန်နာခွင့်ပြုပါနောက်ဗီဒီယိုလေးမှာတော့ဘဲတန်ဘာခတ်တို့မနှင်းစီတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုဆက်လက်ဆောင်မြော်ပြီးတော့အားပေးနာဆင်ပါရှင်အားပေးနာဆင်သူပရိသတ်များအားလုံးကိုချစ်စစ်တင်ပါရှင်